ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Wang ကိုအေးအေးဆေးဆေးချိန်ပြလို့ရတယ်ဆိုပြီးလေးချက်ပြောဆိုနေတဲ့ Brandon Rive ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် UFC ကဒီနေ့မနက်ကစိတ်ဝင်စားဖို့ရသတင်းတစ်ပုဒ်ကိုချပြလိုက်ပါတယ်အဲ့ဒီအရော Joshua Van ကလာမယ့်ဇွန်လ29ရက်နေ့ International Fight Week Gala မှာကျင်းပမယ့် UFC 317ပြိုင်ပွဲမှာထပ်မံပွဲထိုးတက်ရမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဖိုင်ယာ UFC Flyweight တဲ့နံပါတ်1နေရာမှာရက်တည်နေတဲ့ Brandon Rybin နဲ့ထိုးသတ်သွားရမှာပါ။ဗန်ကတော့တကယ်ကိုပွဲကူချမ်းတာပါ။ပွဲထိုးပြီးလို့နှစ်ပတ်ကျော်မှာပဲနောက်ထပ်တစ်ပွဲကိုထပ်မံထိုးသတ်ရတော့မှာပါ။အစက Brandon Rybin က Money Cap နဲ့ရင်ဆိုင်ထိုးသတ်ရမှာပါ။ Money Cap ကဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်သွားလို့ Promotion ကဗန်ကိုအစားထိုးလိုက်တာပါ။ဗန်အတွက်ဒီပွဲကအရင်ကိုအရေးကြီးပါလေ။ UFC မှာပထမဆုံး main card ခေါင်းစဉ်အောက်မှာထိုးသက်ရမှာဖြစ်သလို International Fight Week Gala မှာကျင်းပမဲ့ပွဲစဉ်မှာလည်း Van အင်းနဲ့ပထမဆုံးထိုးသက်ခွင့်ရတာဖြစ်ပါတယ်။ပြီးတော့ထိုးသက်ရမယ့် fighter ကလည်းအဆင့်သမတ်ချက်နံပါတ်1နေရာကဆိုတော့ဒီပွဲနိုင်သွားရင်အပေါ်မှာ champion ပဲရှိတော့တာပါ။ဒါကြောင့်ဒီပွဲက fan တို့တကယ်ကိုအရေးကြီးလာပါတယ်။ UFC က UFC 316ပြိုင်ပွဲအပြီးမှာသူတို့ရဲ့ ranking သမတ်ချက်တွေကိုပြောင်းလဲလိုက်ပါပြီ။ ဖန်အစက UFC Flyweight ရဲ့ ranking တက်မှတ်ချက်နံပါတ်16နေရာမှာယက်တီနေတာဖြစ်ပါတယ် UFC 316တိုင်မှာ Brazil fighter Bruno Silva ကိုတတိယချီအလဲထိုးနဲ့အနိုင်ယူပြီးတဲ့နောက်ပိုင်းမှာတော့ Joshua Van Ranking နံပါတ်10နေရာထိကိုတက်လှမ်းလာခဲ့ပါပြီ Ranking သတ်မှတ်ချက်40ကိုခုံခုံပြန်ကျော်လွှားသွားခဲ့တာပါဒါကြောင့် Van က top 10 scene ဝင် fighter ဖြစ်လာခဲ့ပါပြီ လက်ရှိ flyweight တန်းရဲ့နံပါတ်10နေရာ မှာယက်တီနေတဲ့ Joshua Van ကနံပါတ်1နေရာမှာယက်တီနေတဲ့ Brandon Rivera ကိုနှစ်ပတ်ကျော်ကာလလေးနဲ့လူစားတိုးဝင်ကစားရမှာဖြစ်ပါတယ်။ Joshua Van နဲ့ထိုးသက်ရမယ့် Brandon Rivera ကတော့ Van နဲ့ထိုးသက်ရမှာနဲ့ပတ်သက်ပြီးအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ပြည်သက်တို့ကြီး Mane Cap ကတော့ပွဲကနေနှုတ်ထွက်သွားပါပြီ။ Joshua Van ကစားတိုးဝင်ကစားသွားမှာပါ။မနက်ကမြစ်ဒင်ရကလည်းကြီးမားတယ်ဆိုတာကြားလို့ကျွန်တော်တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်ကတော့ flying weight တန်းရဲ့အကောင်းဆုံးတက်လူ fighter တစ်ယောက်နဲ့တွေ့ပါပြီ flying weight တန်းရဲ့ရင်ခုန်စရာအကောင်းဆုံး fighter လို့တော့ပြောလို့ရမယ်ထင်ပါတယ်ဒီကောင်က starman fighter တော့မဟုတ်ပါဘူးတော်တော်ကိုကစားပုံကလည်းတွက်လက်တဲ့ကောင်ပါကျွန်တော်တို့တော့ထူထူထူပြောင်းလဲသွားတာမျိုးမရှိပါဘူးကျွန်တော်စီရောက်လာတဲ့ကောင်တွေကတကောင်မှခေတဲ့ကောင်မပါပါဘူးအကုန်လုံးကဖြုတ်မယ်ဆိုတဲ့ဆရာကြီးတွေပါပဲကျွန်တော်ကိုအနိုင်ယူပြီးနမဲကောင်တိဆောက်ကျင်ကြတဲ့ကောင်တွေပေါ့ဖန်နဲ့ပွဲပေါ်ကျွန်တော်စိတ်ဝင်စားပြီးရှင်လဲခုံပါတယ် ူနဲ့ပွဲထိုးရမှာတကယ်ကိုလည်းသဘောကျမိပါတယ်။ Flying Wheat တဲ့စိတ်လှုပ်ရှားဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်လို့တော့ဆိုလိုက်ချင်ပါတယ်။အဲ့ဒီကျွန်တော်ထိုးသိမ်းရမယ့် UFC 317ပြန်ပွဲမှာပဲ Flying Weight and Champion လူပွဲနဲ့တူတူထိုးသိမ်းရမှာဆိုတော့ကျွန်တော်အနေနဲ့ပိုတော်ရင်ခုံမိပါတယ်။ Joshua Van ကိုလည်းကျွန်တော်ကဘာကောင်လဲဆိုတာချပြသွားမှာပါ။ Joshua Van ရေ29ရက်နေ့ကျရင်တွေးကြတာပေါ့ကွာဆိုပြီးပြောဆိုသွားပါတယ်။ American Fighter ကတော့ Joshua Van ကိုလည်းအမှုန့်ကြည့်ပြမယ်လို့ကိုပြောလိုက်တဲ့သဘောပါပဲ။ အမေရိကန်ဖိုင်တာကလည်းခေသူဖိုင်တာမဟုတ်လို့ short တွက်ထားလို့တော့မရပါဘူး Brandon Ryber MMA ပွဲပေါင်း24ပွဲထိုးသက်ထားပြီး18ပွဲနဲ့9ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားတာပါအနိုင်ရခဲ့တဲ့18ပွဲမှာ4ပွဲကို KO 6ပွဲကို Submission နဲ့4ပွဲကိုတော့ Decision နဲ့အနိုင်ရထားတာပါဒါကြောင့် Brandon Ryber ရဲ့ KO Power ကတော့အများကြီးရှိမနေဘူးလို့ပဲဆိုရမှာပါ Joshua Van ကတော့ KO Power ရှိတယ်ဆိုတော့ပြိတ္တာအားလုံးသိထားပြီးသားဖြစ်ပါတယ် သူအနေနဲ့ဘောက်ဆင်ကစားပုံကလည်းပွဲတဲ့တပွဲအများကြီးပုံပုံတိုးတက်လာတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာကောနံပါတ်1နေရာမှာရှိနေတဲ့ Brandon Rivera ကိုဘလို့ဆွမ်းဆောင်ရည်နဲ့ဘောက်ဆင်စကေးကောင်းစားတွေချပြသွားမလဲဆိုတာကျွန်တော်တို့မြန်မာပရိသတ်တွေနေနဲ့ရင်ခုန်နေမှာကျင်းနေပါတယ်။ဒါပေမဲ့ Brandon Rivera ကလည်းအချင်း Fighter မဟုတ်လို့သတိထားရမှာပါ။ဖန်ကလည်းဆရာတက်ကြွနေတဲ့လူငယ်ဖိုက်တာမလို့ဘလို့အခင်းင်းနေဖြစ်လာမလဲဆိုတာဂျွန်လ29ရက်နေ့ကျစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ ပြည်သက်တွေနေနဲ့ဒီဘွဲမှာချောရွှာဘန်ကဘယ်ဘလို့အခင်းကြီးနေတည်ဆောင်လာမယ်လို့ထင်မြင်ယူဆမိပါတယ်လေမိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာဆွေးနွေးပေးကြလို့ရပါတယ်ခင်ဗျာချောရွှာဘန်ကိုကျွန်တော်အနေနဲ့ကတော့တကယ်ကိုနိုင်ပွဲပုံဖော်နိုင်စီချင်ပါတယ်ဒီဘွဲမှာသာနိုင်သွားရင်ဂျိုရှွာဘန်တို့နောက်ဘွဲတိုက်တဲ့ fight ဖြစ်မယ်ဆိုတာပြိသက်အားလုံးမှန်းထားလို့ရပါတယ်။လက်ရှိချိန်မှာဘိုဂီတိုင်တွေကလည်းဂျိုရှွာဘန်ကိုအထက်ကြီးပေးထားတယ်လို့တော့သိရပါတယ်။ ဗန်နေနဲ့နံပါတ်1နေရာက fighter နဲ့ထိုးသက်ရမှာတော့အထက်ချေးပေးတာတွေဆိုကြတဲ့ကဗန်ကိုပြိသက်တော်တော်များများကဘလောက်ထိအထင်ကြီးနေလဲဆိုတာသိတာပါတယ် UFC champion လောင်းလို့တကဘာလုံးကသတ်မှတ်ထားတဲ့မြန်မာ fighter Joshua Van အနေနဲ့တကယ် champion အစ်ဖြစ်လာမလားဆိုတော့မကြခင်အချိန်တွင်းမှာသိရှိရမှာပါ Joshua Van က Brandon Rivera ကိုအနိုင်ယူနိုင်ခဲ့ရင်သိကြပါတယ် Joshua Van က champion လောင်းလက်ရည်ကိုလုံးဝရှိထားတဲ့ fighter ဖြစ်သွားပါပြီ ဂျောရှာဘန်အနေနဲ့လည်းအကောင်းဆုံးအလဲတော်နိုင်ပွဲရရှိပြီးဘောနပ်စုပါသိမ့်ပိုက်နိုင်ပြီးတိုက်တဲ့ဖိုက်နဲ့နှီးဆက်ပါစေလို့ကျွန်တော်တို့ channel ကစုမုံကောင်းတောင်းပေးပါရယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမင်းလေးတွေကလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာရဲ့ပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ။